မြန်မာတက္ကရာ1389ခုနှစ်ဒဂုလဆုံ9ရက်နှစ်စန်း10ရက်နေ့ဧပြီလ18ရက်နေ့မှာမန္တလေးမြို့မှာရှိတဲ့မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကိုရဟန်းရှင်လူပြည်သူအများဖူးမြော်ကြည်ညိုနိုင်ကြစေဖို့ဖျားမှုလာရောက်ကြသူတွေအတွက်မဟာမုနိဖျားကြီးမှာရှိတဲ့မဟာဗုဒ္ဓဝင်ဥယျာဉ်အတွင်မင်္ဂလာမန္တပ်ကနေ LED ဘုံနဲ့ဓာတ်ရိုက်ထုတ်လင့်ပြသခဲ့တယ်လို့မဟာမုနိဖျားကြီးကောဘကအဖွဲ့ထံကသိရပါဗျာ။ ငလင်လှုပ်ပြီးနောက်ပိုင်းနှစ်ဆန်းတရက်နေ့မှာမဟာမုနိရုပ်ရှင်တော်မြတ်ကြီးမျက်နာသက်တော်ကတ်လူပြီးအနေကစားတင်ပါတယ်လို့ခေါ်ပကအဖွဲ့ဝင်တကူကပြောပါတယ်မလ28ရက်နေ့ကအလွန်ပြင်းထန်တဲ့ငလင်တန်းကြောင့်မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာအပြည့်အစည်မရှိပဲအပေါ်မှာရှိတဲ့မကိုက်တော်သားကွေးသွားတာဖြစ်ပြီးရွှေတိနဲ့လှုပ်ထားတာကြောင့်ရွှေဟာပြော့သွားပြီးကွေးသွားတာဖြစ်ကပလင်တော်ဟာလည်းအပြည့်အစည်မရှိကြောင်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့မကိုက်တော်တဲမှတ်ဖို့အတွက်ပညာရှင်တွေနဲ့ပြင်ဆင်ဆောင်ရွက်ခဲ့ရာဧပြီလ12ရက်နေ့ကပြီးစီးခဲ့တယ်လို့သိရပါဗျ။မဟာမုနိဖရာကြီးမှာငလင်တန်းကြောင့်80ရာခိုင်နှုန်းပြည့်စည်သွားကြောင်းမပြိုဘဲအတ္တရိအများကြီးရှိနေတာကြောင့်ဖရာဘူးလာသူတွေကိုမဟာမုနိရုပ်ရှင်တော်မြတ်ကြီးဆံမြန်းတော်မူရာအနည်းကိုလာရောက်ဖူးမြော်ခြင်းမပြုဝင်မဟာဗုဒ္ဓဝင်ဥယျာဉ်အတွင်မင်္ဂလာမန္တပ်ကနေ LED ဘုံနဲ့ဓာတ်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။